ကျွန်တော်တို့ပေးတဲ့လစာဟာသူတို့နောက်လို့တခုဘာမှလုံးစရာမလိုပဲနဲ့ဘောလုံးမဲ့ဒီဇိုင်းမမတ်ကန်ရလောက်တဲ့ level တခုရအောင်ကျွန်တော်စူးစမ်းနေတယ်အရင်တော့ဆိုကျွန်တော်တို့ဘောလုံးမှာနော်ကွာမလက်ခင်နေစင်းတယ်ပြင်လေစပိုင်းတို့လို delivery တော့ပို့နေတာဒီလိုမကောင်းဒီကစားလမတယောက်စီကဘလို့ပတ်ဖို့မရမှာလဲ player တယောက်စာမနက် training လုပ်တယ် gym လုပ်ပြီးသူအပြည့်ဝနားရမှာလေအဲ့ဒါကိုတနေ့ကိုကြောက်ဆယ်လုံးစားမယ်စားလုံးစားမယ်ဒီ delivery ကိုလည်း clear ဘလို့စားနိုင်မှာဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုရအောင်ဖန်တီးပေးနိုင်ရင် training တစ်ခုပဲစဉ်းရုံနဲ့သူတို့ရဲ့စာဝတ်နေရင်လုံလောက်ပြီဆိုရင်သူတို့ပတ်ဖို့မရတက်လာလိမ့်မယ် အခုကျွန်တော်ဦးသိန်းကောင်းလာကျွန်တော်ကလေးတွေဘာအပေါ်လုံးမှလုံးဆောင်မလို့လို့ကျွန်တော်ကိုရအောင်ဖန်တီးပေးထားတယ်ဒီနှစ်တော့ဆိုရင်တော့ကျွန်တော်တို့ရဲ့စူးစမ်းအထောက်အပံ့ကအရာထင်တယ်ကျွန်တော်တို့မအိပ်မနေပင်ပန်းခံကိုယ့်ရဲ့ personal time တွေကိုပါပေးပြီးတော့ဒီအသင်းတွေပေးဆက်ထားတဲ့ result ကဟိုထိုက်တန်မှုရှိတယ်ကျွန်တော်ခံစားတယ်ကစားသမားတွေလည်းကျွန်တော်ထားမှာ combination ကစိတ်ရင်းနေမှန်ရတယ်ကစားသမားတွေကလည်းကျွန်တော်တို့ကိုယုံကြည်မှု ချင်းရဲစွမ်းရှိမှုကျွန်တော်ကအသိမှကျင်းတဲ့ကစားသမားအသိမှကျင်းတဲ့မိသားစုကျွန်တော်ကခွဲခြားဆက်ဆံတာမရှိဘူး။ဘာလို့လဲ training မှာအပြစ်အချင်းပြစ်သူလည်းရှိတယ်ကျွန်တော်လည်းရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ဝင်ဆင်းတယ်။ဆိုတော့ကစားသမားတွေကကျွန်တော်တို့ကိုသူတို့ရဲ့အကိုတွေဦးလေးတွေလို့မြင်လာတယ်။ကျွန်တော်တို့ကလည်းကိုယ်သားသမီးတွေကိုယ်ညီအစ်ကိုတွေလို့မြင်တဲ့အတွက်ကျွန်တော်တို့ရဲ့ကစားသမားတွေမိသားရင်းနဲ့ကျွန်တော်တို့ passion တွေဂျားတဲ့ရဲ့ communication အရန်ကောင်းပါတယ်ကျွန်တော်စိတ်ရင်းအရန်မှန်ကြတဲ့အတွက်ဒီလိုအောင်မြင်ကြရလို့ကျွန်တော်မြင်တယ်။ passion တွေရဲ့ strategy training ကိုစရောက်ပြီဆိုတာနဲ့ကျွန်တော်တို့က training စိတ်ပေးရ။ Yes ။ တွင်ဒီစိတ်စပေးရတယ်ဆိုတော့တွင်ဒီစိတ်ကတရက်ကိုနှစ်သိန်းလောက်ပေးရဟာဘောလုံးကွင်းပိုင်နေလို့ဘောလုံးကွင်းကကိုပိုင်ကွင်းမရှိတဲ့အတင်းလေးဆိုလို့ရှိလို့ရှိရင်တရက်ကို3သိန်းလောက်သွားအဲ့တော့အဲ့ဒီမှာရင်ပဲတရက်ကိုနှစ်သိန်းနဲ့ပဲတွက်ကြည့်အဒေးလီဒါဒါဒါဒေးလီဒေးလီပေးရတာအခုလို့ပွဲကန်နေဆိုလို့ရှိရင်ကမ္ဘာမတွေလာဖို့အတွက်လာဖို့အတွက်ကျွန်တော်တို့ကပွဲကန်ဈေးဆိုတာပေးရပွဲကန်ဈေးဆိုလို့ရှိရင်တရက်ကို1000အနည်းရဆိုလို့ရှိရင်2000အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေပြောတော့ အခုပဲတွက်ကြည့်ပါအဲ့ဒါပြင်လာစားလာစားကြည့်ဘောနပ်ဘောနပ်အဲဘွဲကလို့ဥမာအခုလို့အတင်းကြီးမျိုးကိုနိုင်တယ်လို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုစုကြီးပေါ့အင်း90တိတ်တရားဖီလင်းလိုင်းလာလို့ပေါ့နော်အဲ့လိုကလေးမျိုးမဟုတ်ပြောက်ဒါပေမဲ့သူတို့အဲ့လိုဒီပေးလိုက်တော့သူတို့ကအတင်းဖွင့်နေဆိုတော့သူတို့လည်းအများကြီးတော့ရတာမဟုတ်ဘူးတယောက်မှ2သိန်း2သိန်းခွဲ3သိန်းအဲ့လောက်ပဲရတာဒါပေမဲ့ဟိုစုကြီးအဲ့လိုကြီးပေးလိုက်တဲ့အခါကျတော့သူတို့လည်းဝမ်းတာပါဘတ်ကောမန်နေမြင်ပြီးတော့ မလုံတော့ဘူးကွာဆိုလက်လျှော့ပလိုက်ရဲ့အဲ့ဒီကျွန်တော်ကိုဘတ်ကွန်မန့်ပြရလို့ပျော်သွားပါလေသူတို့အပျော်တော့မခံဘူးကျွန်တော်နောက်မှရှိတယ်ကျွန်တော်ခလေးတွေကိုပဲကျွန်တော်အပျော်ခံတယ်ကြားလဲငါတယောက်တည်းအဲ့ဒီဘတ်ကွန်မန့်အသင်းကိုရောက်လာတဲ့ဘတ်ကွန်မန့်အကုန်လုံးငါခါးစီးခံတယ်ကျွန်တော်ခံမှရှိမှာဒီကောင်လည်းမထိစရာဘူးမင်းတို့အလုတ်ကကျွန်တော်တို့ပေးတဲ့လစာသူတို့နောက်လို့တခုဘာမှလုပ်စရာမလိုပဲနဲ့ဘောလုံးမဲ့ဒီဇိုင်းမမတ်ကံရလောက်တဲ့ level တခုရောက်အောင်ကျွန်တော်စူးစမ်းနေတယ်အရင်တော့ဆိုကျွန်တော်တို့ဘောလုံးမှာနော်မလက်ခင်နေစင်းလေ ပြီးရင်စပိုင်းလေးတော့ delivery တော့ပို့နေတာဂျင်းတော့မကောင်းဒီကစားသမားတယောက်စီကဘယ်လို perform ရမှာလဲ player တယောက်စီကမနက် training လုပ်တယ် gym လုပ်တယ်သူအပြစ်ကနားရမှာလေအဲ့ဒါကိုတနေ့ကိုကြောက်ဆယ်လုံးစားမယ်စားလုံးစားမယ်ဒီ delivery ဖြုတ်တဲ့ player ဘယ်လိုစားနိုင်မှာလဲဒါပေမဲ့ကျွန်တော်တို့ဓာရီကိုရအောင်ဖန်တီးပေးနိုင်ရင် training တစ်ခုပဲစဉ်းရုံနဲ့သူတို့ရဲ့စားဝတ်နေရင်လုံလောက်ပြီဆိုရင်သူတို့ရဲ့ perform တက်လာတယ်အခုကျွန်တော်ဦးသိန်းကောင်းလာတယ်ကျွန်တော်ကလေးတွေဘာအပေါ်လုံးမှလုံးရှာမလုံးလို့ကျွန်တော်ကိုရအောင်ဖန်တီးပေးထားတယ်ဘာလို့ကွင်းမှာနေမလားကွင်းမှာနေနားစားထပ်ပေးထားတယ်ကွင်းမှာဆောင်းလားအခုကွင်းမှာလုပ်ပေးထားကျွန်တော်လောက်ကနေဖန်တီးပေးတယ် ဒါတွေအများကြီးရလာဖို့အတွက်ကျွန်တော်မီဒီယာအန်ကာစတွေလိုတဲ့အတွက်ဒီလိုမီဒီယာမှာရှေ့ထွက်ဖြေရတာအခုရဲ့အမှန်တိုင်းတော့မှန်လာပြောရင်ချမ်းသာကျွန်တော်ပြောရရင်ဘာမီဒီယာအင်တာဗျူးအဖြစ်တော့ပဲကျွန်တော်တိတ်တဆိတ်လေးပဲနေနေတော့တယ်မမရဘူးကျွန်တော်နောက်မှာကျွန်တော်တာဝန်ထားတဲ့ဝင်လာရလူနှမျိုးရှိတယ်ဗျတမျိုးကကျတော့ကျွန်တော် appreciate ဖြစ်တဲ့လူကျွန်တော်တကယ် one week ကအရင်တည်းကတည်းကကျွန်တော်မြင်လာတယ်ကျွန်တော်ဒီလိုတာဝန်ယူမှုတွေများလာတဲ့အပေါ်မှာသူတို့တွေက appreciate လုပ်လာတယ်ကျွန်တော်အကြံတွေပေးကြတယ်အားပေးစကားတွေပြောကြတယ်ကျွန်တော်အရင်ပိုက်ဒါမဲ့အ ူတူဖြတ်သန်းတဲ့လူတွေကကျွန်တော်မကောင်းလို့လည်းမရှိဘူးဒီကောင်ဘာလဲဖြစ်လာတာဘာလို့ဖြစ်လာတာပြောရင်ကျွန်တော်တခုံးလိုက်ပြောရင်ဘာကြောင့်ဖြစ်လာလားဘာလို့ဖြစ်လာလားကျွန်တော်ဒီကျွန်တော်တော့ပါရှိရလူရောက်40လောက်ရစောင်းဝင်နေတယ်ကျွန်တော်တာဝန်ရှင်နေရတယ်လူတွေရောက်ဒါပဲကျွန်တော်ပြန်ပြောချင်တယ်အဲ့ဒီနေတဲ့လူတွေကျွန်တော်တခုံးလိုက်ပြန်ပြောချင်တယ်ခမားတို့လူရောက်40ကိုတာဝန်ယူဘူးလားဒါပေမဲ့လုပ်ငန်းရှင်တစ်ထိပ်ပြောက်နေလို့ဆိုတော့ကျွန်တော်ရှိနေတယ်အခုကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီး ဥစားဆိုရင်သူ့နောက်မှာလုပ်ငန်းဟိုဝန်ထမ်းထောင်ကြီးရှိရတယ်သူ့အတွက်ဆိုတော့ကြီးစားကောင်းနေမယ်သို့တော့ကျွန်တော်အတိုင်းထွားပါကျွန်တော်အလျောက်50 50ကိုကျွန်တော်တာဝန်ယူထားတာဒါကျွန်တော်ကုမ္ပဏီဝန်ထမ်းတွေမပါသေးဘူးနော်ဘာလို့သိမဲ့ရှိသေးတယ်ကျွန်တော်ကုမ္ပဏီဝန်ထမ်းတွေရှိသေးတယ်သူ့တာဝန်ယူဘူးလားအဲယူဖို့ရင်တော့ကျွန်တော်ပြောပါတိုက်သူကျွန်တော်လက်ခံတာဒါပေမဲ့ကျွန်တော်တို့ဂျင်ဆိုင်ရတာခင်ဗျကျွန်တော်တို့ပဲသိတယ်အဲ့တော့ဒီ negative တွေကိုကျွန်တော် absorb မလုပ်နိုင်ဘူးကျွန်တော်မှအဲ့လောက်နဲ့အချိန်မအားတော့ဘူးဟုတ်ကဲ့ marketing ကနေအရှင်းနောက်ပြည့်စီစဉ်တော့ဟုတ်နောက်စီစဉ်တော့ကျွန်တော်တို့တွေကိုကောင်းတဲ့ image training ကိုမြင်ရမှာပါ လာမယ့်ချန်ပီယံရှစ်မှာချန်ပီယံရှစ်ကိုလေဟိုနောက်နေ့ရာသီကတော့လည်းဝေးနေသေးတယ်အခု၈လပိုင်းမှာချင်းမမယ်ကျွန်တော်တို့ဒီချန်ပီယံရှစ်ပြိုင်ပွဲမှာကျွန်တော်တို့ကိုတောင်းတင်းပြီးတော့ပြိတ္တတွေဟိုစိတ်ကျင်နေစီမဲ့ဟိုအစုဖွဲ့လေးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပါမယ်လို့ဒီပြောတော့လေမင်းစင်အများကြီးအများကြီးအများကြီးထွက်အများကြီးအခုတော့လေမင်းစင်ပေါက်လာရှိတယ်တော့လေမင်းစင်အများဆုံးအသင်းဖြစ်တဲ့အထိကြိုးစားမယ်ဒီကတော့လေမင်းစင်မိုးမေးတယ်